အင်းဆင်ပါလာဆင်ပါဘုဒီလေးခန်းကြီးလေးကသူများနဲ့ပေါင်းလို့ရှိရင်အဲဘယ်လိုသေးပေရတယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီငခုခန်းကြီးပေါ့နော်ဒီကိုသူ့ရဲ့ခန်းကြီးရဲ့အသေးပေကဘာအသေးပေလဲဘယ်လိုညာဒီမှာအသုံးဖြူလဲဆိုတာကိုကျွန်တော်ဒီကနေပေါ့နော်အော်ကျွန်တော်ဒီတော့ညမှာပြတော်မယ်ပေါ့နော်ဒီနေ့ခန်းကြီးလေးကတော့ M1 ခန်းကြီးလေးပေါ့နော် M1 ခန်းကြီးလေးဆိုရင်ဒါကအနမ်းနိုင်ပြောလို့ရှိရင် N2 လေးမှာတော်များဘာတဲ့ခန်းကြီးဆိုတော့ N2 လေးပဲဒီလေးချထားတဲ့လို့ကျွန်တော်လည်းယူဆပါတယ်อืม ကဆိုတော့ကျွန်တော်ဒီနေ့ဒီအပေါ်ကနေသွေးများတဲ့ခန်းကြီးလေးကိုကျွန်တော်ထားပြီးရှိတတ်ပြီမြို့ပုံအောင်ဆုံးခန်းကြီးအနေမဟုတ်ပဲနဲ့အာပထမအောင်ဆုံးပေါ့နော်ကျွန်တော်ကြည့်မယ်ဆိုရင်ဒီဘက်ချင်ကဒီခန်းကြီးလေးပေါ့နော်မင်းဆန်ကြည့်ဖွင့်ကြသူ့ရဲ့အတန်ကခန်းဆိုတဲ့ဒီခန်းကြီးလူပေါ့နော်တလုံးလေးဆိုရင်ခန်းကြီးလူခန်းစားရတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဒီခန်းကြီးလေးက သူ့ရဲ့အပေါ်ကဒီခန်းကြီးလေးနဲ့ကျွန်တော်တို့ပေါင်းဆက်ထားရပါတော့။ဘာနဲ့လဲဆိုတော့ဒါကကြာကျွန်တော်တို့ဒါဟီရိုကာရုဒီခန်းကြီးရဲ့အသေးပင်ကကြာတော့တစ်ခုခုကိုကျေပြင်းတယ်ခြေလိုက်တယ်ဟိုဘာလဲပြန့်ကျေအောင်လုပ်တယ်ဆိုတဲ့သဘောတရားဖြစ်ပြီးတော့သူ့ရဲ့အောက်မှာနှလုံးသားလေးထည့်လိုက်တဲ့အခါကျတော့နှလုံးသားလေးကကျေပြင်းတယ်ပြန့်ကျေတယ်ဆိုတော့ဒါကိုဆန်းစစ်အနေနဲ့ခံစားရတယ်လို့မှတ်လို့ရတယ်ပေါ့နော်ဒီခန်းကြီးကသူ့ရဲ့ဥပမာအနေနဲ့ ခန်းရှာပေါ့နော်ခန်းရှာဆိုတာကြောင့်ယေရှုတင်ခြင်းကိုယေရှုတင်မိနေတာပေါ့နော်ဆက်ထည်ကနေတကယ်ကိုလည်းလည်းလေယေရှုတင်ခြင်းလို့ဆန်စီလို့ဘာသာပြန်လို့ရတယ်ပေါ့နော်အာသူ့ရဲ့ဘိနာကပေါင်းဆက်တဲ့ဒီခန်းကြီးလေးကပျော်တယ်ဆိုတဲ့အသေးဒီခန်းကြီးတစ်လုံးပေါ့နော်ရှာဆိုတဲ့ခန်းကြီးလေးကပြောတဲ့ဆိုတဲ့ခန်းကြီးလေးနဲ့ပေါ့နော်ပြောလို့ရှိရင်အာဂျီဝန်ဂျီရှင်ခန်းကြီးပုရှင်စကေတေလို့ဆိုတဲ့ခန်းကြီးတောင်းခုနဲ့ပေါင်းထားပြီးတော့ခန်းရှာဆိုတာကြာယေရှုတင်မိတဲ့တင်ခြင်းဆိုတဲ့ဆက်ကန်ဆက်တဲ့ကိုရှင်ပြလို့ရှိရင်တောင်းတယ်ပေါ့နော် သူနဲ့ပဲနောက်ထပ်တစ်ခုဖတ်တောင်းတိုးလို့ရတယ်ပေါင်းထားတဲ့ခန်းကိုခေါ်ကြခန်းတိုးပေါ့နော်ခန်းတိုးခန်းတိုးကကျတော့ အာဒါဆေးလုံရှားတယ်လို့အသိပေးရတယ်ပေါ့နော်ဆေးလုံရှားခြင်းလို့ဆန်စီတို့ဘာသာပြန်လို့ရတယ်ဘာလို့ဆေးလုံရှားလဲဆိုတော့ခန်းဒီခန်းဆိုရယ်စခန်းစားရယ်ဆိုစိတ်ခန်းစားခြင်းနဲ့ယူလျားတယ်လှုပ်ရှားတယ်ဆိုတော့ဆန်စီတို့တော့ Google Keymas နဲ့ပေါင်းလိုက်တဲ့အခါကျတော့စိတ်တွေကယူလျားရယ်ဆိုတာဆေးလုံရှားခြင်းနောက်တစ်ခုသူနဲ့ထပ်ပေါင်းလိုက်ရတာကျတော့ခန်းဆန်းဒီဆန်းဆိုရယ်ခန်းကြီးတွေကကျတော့ဆန်စီတို့ဘယ်လိုမျိုးဘာသာပြန်လို့ရရလဲဆိုတော့အာကုဆတ်ခြင်းပေါ့နော်ယောဂါတစ်ခုအရင်တစ်ခု ကိုယ်ဆက်တာတို့အာဘာလို့ညာရင်အနည်းထိုင်းမှာပြောမှာဆိုခန္ဓာကိုယ်ထဲကအသွင်းယောဂါပေါ့နော်အသွင်းထဲကယောဂါတွေပါလေကိုယ်ဆက်လာအနည်းထားကြလို့ရှင်ဆန်းစစ်တော့အသုံးပြုရပြီးတော့ဆန်းဆွက်ခံကြီးတွေကကြတော့ဆန်းစစ်တော့ကိုယ်ဆက်ခြင်းလို့ဆန်းစစ်ကိုဘာသာပြန်လို့ရရပေါ့နော်နောက်တစ်ခုဒီမှာမပါလာပြီမဲ့နောက်တစ်ခုခံကြီးရှိပါသေးတယ်သူကပါလဲဆိုခံကြောဆွက်ခံကြီးတွေပေါ့နော်ခံကြောဆွက်ခံကြီးတွေကဆန်းစစ်တို့အဲဘာနဲ့ပေါင်းလို့ရလဲဒီ ီခန်းကြီးလေးပေါ့နော်ကြောဆွဲခန်းကြီးဒီကြောဆွဲခန်းကြီးလေးနဲ့ဆက်စပ်လို့ဒီခန်းနဲ့ပေါင်းရအောင်ရှင်ခန်းကြောခန်းကြောဆွာကြတော့ဒီစိတ်ခန်းစားကြလို့ပြောလို့ရရပေါ့နော်ပြောအောင်ဆိုရင်တော့ဒီခန်းကြီးလူဆွဲခန်းစားဒီခန်းကြီးလေးရာစိတ်ပိုင်းဆိုင်ရာအာဒီနှလုံးသားနဲ့ပတ်သက်ပြီးတော့ခံစားရတဲ့ဆိုတဲ့နေရာမှာအတုံးများရဲ့ဆိုဆန်စီလိုမှတ်ထားလို့ရရပေါ့နော်နောက်ထပ်ခုတော့ချိန်မှာနောက်ထပ်ခုကကြာတော့ဆန်စီလိုအဲမြန်ဆန်တို့ဗာကြုံကြီးရတော့ဒီခုခုကိုဆုံးဖြတ်တဲ့ခုခုကိုဟိုဗာလေအာ ဝေဖန်တုံးတက်တယ်ပေါ့ဆင်းရင်တုံးတက်တယ်ဆိုတဲ့နေရာမှာအသုံးပြတဲ့ hand then ဆိုတဲ့ dance ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီခန်းကြီးလေးကဆန်စပီယိုဖန်အနေနဲ့ဆိုရင်ခိုတော်ဝါရူညင်းဆိုတယ်လို့ဆန်စပီယိုဘာသာပြန်လို့ရပြီးတော့ဒီ hand ဆိုတဲ့ဒီခန်းကြီးနဲ့ပေါင်းလာရှင် hand down ဆိုတော့ဖြစ်သွားပြီးတော့ hand down ဆိုတာကဆန်စပီယိုအာသူ့ကိုကြည့်ပြီးတော့ဝေဖန်တုံးတက်ခြင်း အာဝေဖန်သုံးချက်ချင်းဆုံးဖြတ်ချင်းလို့ဆန်စစ်လို့တတ်မှတ်လို့ရတယ်ပေါ့နော်ဒီတိုင်းကိုကကိုတယောက်တည်းဆုံးဖြတ်တာမဟုတ်ပဲနဲ့လူအများနဲ့နှစ်ယောက်ထပ်ပိုးတဲ့ကိစ္စတွေမှာဟိုကနေကိစ္စတစ်ခုကိုဆုံးဖြတ်ခါကြတော့ရှင်ဘာကိုကြည့်ပြီးတော့ဆုံးဖြတ်ကြမှာလဲဘာကိုကြည့်ပြီးတော့ဟန်ဒန်လုပ်မှာလဲဆိုတဲ့နေရာကြီးမှာအသုံးပြုတယ်ပေါ့နော်ဟိုက်ဒီကန်ဂျီလီကဆက်စလို့အောက်ကနောက်တစ်ခုပါတုံးလိုက်ရတယ်ဆိုချူတန်းချူတန်းဆိုတာကျတော့ဒီဘယ်လိုပြောမလဲအလေမှာပေါ့နော်ဗာလေရက်သွားလိုက်တာရက် ရက်သွားတယ်ပြီးလို့ရှိရင်ရုပ်သိမ်းလိုက်ချင်းဒီလိုမျိုးနေရာဒီမှာဆန်စီကိုပြောင်းဆိုအဲလုံးနေရင်းနဲ့ကိုအဲအလေတဝက်မှာကိုဖြတ်လိုက်တယ်ဖြတ်သိမ်းလိုက်ရဆိုနေမှာတော့ပြီးအလေဆွဲတိုင်းမဲ့နက်ကဆွဲခံကြီးလေးပေါ့နော်တချူဟုတ်ကဲ့ခန်းကြီးတခုကကြာတော့ဒီခန်းကြီးလေးပေါ့နော်ဒီခန်းကြီးလေးကမင်းသားဆန်လို့ခဏခဏ N2 ဗလာမီကိုဟောင်းလေးမှာပါတယ်အဲနားလေတယ်ပေါ့နော်နားလေတဘောပေါက်တယ်ဆိုတော့ခန်းကြီးလေးရဲ့အသေးပဲဖြစ်တယ်ပေါ့နော်နားလေတဘောပေါက်တယ် ဆိုတော့လိကိုင်ရဲ့ဆန်စီလိုဒီပါကိုင်ဆိုတဲ့ခန်းကြီးဒီပေါ့နော်အဆင်အရှိကလိကိုင်ဆိုခန်းကြီးဒီဒီလိဆိုခန်းကြီးလည်းမင်းဆန်လိုဒီလီယူတို့ပါတွေ့မှာပါတယ်ဒီခန်းကြီးတွေပေါ့နော်ဒီခန်းကြီးနဲ့ပေါင်းလို့ရှိရင်မိကိုင်နားတဲ့ဘောပေါက်ချင်းသူရဲ့ခန်းကြီးအသေးပေကလည်းမစီတို့ဘယ်လိုမျိုးမှတ်လို့ရလဲဆိုတော့အဲနားတဲ့ဘောပေါက်ချင်းဟိုဘာလဲမရှင်းတဲ့ဟာတွေရှင်းနေသွားချင်းဖြစ်တာဖြစ်တော့တလုံးသေးအမှတ်လို့ရှိရင်တော့လုံးဝကိုရှင်းရှင်းလေးနားလေချင်းလို့ဆင်ဆဲအဲ့လိုမှတ်လို့ရတယ်သူရဲ့ခန်းကြီးလေး ဖြစ်လာတဲ့ပုံစံအားကြာတော့ဆန်းစီတို့ဒီဒီခန်းကြီးလေးခတ်ကိုစွာကြတော့ပေါ့နော်မြန်မာလိုဆိုရင်ဒေါက်60ဒီဂရီပါလို့ဒေါက်အဆုံးဒေါက်လေးဒီမှာတောင်းတဲ့ခန်းကြီးလေးပြီးရင်ဒီခန်းကြီးလေးကမင်းဆက်ဆံလို့ဗာနဲ့ပြန်နေလာလဲဆိုတော့ဝါကားလို့ဆိုတဲ့ဘုံဆိုတဲ့ခန်းကြီးလေးကနေလာတယ်ပေါ့နော်ပြောင်းနေသွားတယ်ပြရှင်ဆက်ဆက်အောက်ကနေဦးရှိဆိုတဲ့နွားနဲ့ပေါင်းလိုက်တော့ပါလဲဆိုတော့အဲဟိုဗာလေတေချာလေးဒေါက်ကတေချာလေးဒေါက်စစ်စစ်ရှင်းပြမယ်ဆိုရင်နွားဒီနွားလေးဒီကလေးနားလေဆိုပြီးဆက်ဆက်လို့အဲ့လိုမျိုးလေး အဲ့လိုမှတ်ရရတယ်ပေါ့နော်ဆိုတော့ तू ကခိုက်ခဲဆိုခိုက်ခဲဆိုတာပြဿနာဖြစ်ရှင်ချင်းဒီခဲဆိုဆိုတာကတော့ခီမာလီမဆုံးဖြစ်တဲ့ဆိုရယ်ခန်းကြီးလေးပေါ့နော်အဲ့ဒါကိုစံစီတော့သူ့နဲ့ပေါင်းလိုက်တော့ခိုက်ခဲဆိုဖြစ်သွားတယ်ပေါ့နော်ဟဲ့တစ်ခုကကြာမင်းနဲ့ဆန်တို့အခုမြင်တွေ့နေကြအတိုင်းပဲခိုင်ရှက်ခုခိုင်ရှက်ခုကရှက်ခုဆိုရယ်ခန်းကြီးလေးကမင်းနဲ့ဆန်တို့အနေအရှိမှာပေါ့နော်မြင်ဘူးကြလားမသိဘူးပြဟာ तू ကကြာတော့စံစီတို့ဟိုဘယ်လိုပြောမလဲ ဟိုတခုခုကိုအလေးနက်အသေးပဲကိုတတိချာလေးအသေးပဲဖွဲ့ဆိုတဲ့နေရာမှာအသုံးပြုတယ်ပေါ့နော်အဲဆိုတော့ခိုင်းချက်ခုဆိုတာကြအသေးပဲဖွဲ့ဆိုခြင်းအာနည်းအနက်အသေးပဲဖွဲ့ဆိုကြည်လို့ဆက်စီလို့အာဘာသာပြန်လို့ရတယ်ချက်ခုဆိုတာကြတော့အာဘလိုမျိုးပြောလို့ရမလဲပေါ့နော်အဲဖြစ်လာမဲ့ဒီခန်းကြီးလေးဆက်စီရနားလေးတော်ပြောမှဆိုရင်ခဏနော်ဆွဲပြောင်းဒါလာအိမ်မှာ ဤခုလူဆိုခံကြတဲ့ဆင်းသူတယ်ပေါ့နော်ဖြစ်လာမယ့်အရာတွေကိုလေးလေးနက်နက်တန်တွယ်ဖြေရှင်းခြင်းလို့ဆန်စီရတော့မှတ်တယ်ပေါ့နော်အဲဆိုတော့ခိုင်းရှာခုနောက်ခုအာဒီလိကိုင်းမှာခိုင်းနေပဲဆန်စီပါတော့ရဆိုခိုင်းဆန်ခိုင်းဆန်အကြောင်းမင်းဆန်တို့ဒီဟိုနေပန်းစားတော့ဝဲဒီမှာပေါ့နော်စားတော့ဝဲဒီပါဒီတော်လို့ရှိရင်မင်းဆန်တို့ပါလေကြည့်ကြည့်ကြမှာပေါ့နော်ဥမာဟိုပါလေနိုဝိကာယီ နံပါတ်၁ကိုတွားတယ်တပွဲပြီးတော့နှစ်ပွဲမြောက်ဆက်သွားတဲ့အချိန်မှာနှစ်ပွဲမြောက်မတွားခင်လိုမီကာရီတပွဲကနေဆက်သွားတဲ့အချိန်မှာ အာကဲနမိကာယီပေါ့နော်ပနိတိကာယီတောင်းမျိုးနော်နိပနိတိကာယီကိုဂျပန်မှာပနမိကာယီနှခမ်းမျိုးဆန်စီပါနိတိကာယီခေါ်ရပေါ့နော်ဂျပန်နိခေါ်ကြရပေါ့နော်နိတိကာယီဆိုရင်ဒါနိတိကာယီကိုအာတွားမဲလူပေါ့နော်ဘာနေပါလေဒီကနေဒီမှာစုမဲမှာတွားမဲလူအားကြတော့ကိုခိုတဲ့ခိုင်းဆန်းစွာဟုတ်ဒီမှာပဲလမ်းခွဲကြမယ်ပေါ့ပြောလို့ဆိုတော့ခိုင်းဆန်းစွာကျွန်တော်တကယ်အတိအကျဖတ်တာပြန်မဆိုရင်နော်အာဖြစ်တဲ့ချင်းအာဖြစ်တဲ့ချင်းဒီနေရာမှာဒီအဆုံးသက်ချင်းလို့ဆန်စီကိုဘာသာပြန်လို့ရရဆိုရင်ခိုင်းဆန်းစွာစကလုံးအောင်ကျွန်တော်ဒီတိုင်းဒီတပါလေ ယ်ပျော်ပွဲစင်ပွဲတွေတောက်တောင်းညာဒီမှာကြတော့ဒီနေရာမှာပဲလမ်းခွဲကြမယ်လို့ဆန်စီကဘာသာပြန်လို့ရတယ်ပေါ့နော်ခိုင်စန်ဆိုတဲ့ခန်းကြီးတွေကဆန်စီတို့ဒီအပေါ်ကဒီခန်းကြီးရနော်မူခရှိဆိုတဲ့ခန်းကြီးလေးမူခရှိရဲ့အောက်မှာလာလေးပါသွားတယ်ပေါ့နော်ဒီလိုရှင်ဆန်စီတို့ဒီနောက်ကနေမာတာနဲ့ဆင်တူတဲ့ခန်းကြီးလေးပါထည့်ထားလိုက်တယ်ပေါ့နော်ဆိုတော့အရင်တုန်းကတော့ထပ်ပြီးတော့ဘာလဲမတော့ကြဘူးမူချုံမစွင်ပြန်ကြတယ်အဲ့ဒီပုံစံဆက်စပ်မှာအရင်တုန်းကတော့လာထွက်ပြီးဆိုတော့လည်းကိုပြန်ကြတယ်အဲ့ကြောင့်ဖြတ်သိမ်းခြင်းခိုင်စန်အဲ့လိုမျိုးမှတ်လို့ရတယ် ဒါကုဆာစစ်တက်ချင်းလာဆိုရင်ဒီကောကြာသူကယောကန်ဆွဲခန်းကြီးလေးဖြစ်ပြီးတော့ဒီယောကန်ဆွဲခန်းကြီးလေးရဲ့အသေးပင်အကြတော့အာတခုခုကိုဖော်ပြခြင်းစိတ်ဆန္ဒတွေကိုဖော်ပြခြင်းအာအဲဒီဘေးရံဆိုတော့သူကကြတော့စနတ်ခုတင်မဟုတ်ပဲနဲ့ကိုယ့်ရဲ့အပြင်မဲ့ပုံစံတွေကိုလည်းဖော်ပြခြင်းညွန်ပြခြင်းဆွဲနိုင်မှာအသုံးပြုပြီးတော့အဲဆက်စစ်တို့သူ့ကိုပေါ့နော်တလုံးနဲ့ဆိုရင်တော့အာရဝဆုဆိုတဲ့ပေါ်ပြတဲ့ဆိုတဲ့အသေးပင်နဲ့ဆန်စီတို့အာဘာသာပြန်လို့ရသေးပေါ့နော် အဲအေးသေးပဲဆက်စပ်ယူဆောက်လေးရပြီးတော့ဒီမှာဟယောချီဆိုရင်တော့အာလက်ဆက်စပ်ပေါ်ဖြတ်ချင်းလို့ဆက်စပ်ပါလာပြန်နေပေါ့နော်ချီဆိုတာဒါဘာမင်းနဲ့ဆန်လို့အရှိမကြီးကလည်းရှိကြီးလို့ပါသေးမှာပေါ့ညုံပြတဲ့အာမင်းဗာလဲညုံချချင်းတို့ဒေပင်ရတယ်ပေါ့နော်ဟယောကြီးဆိုရင်ဒါပေါ်ပြချင်းနှုတ်စင်တဲ့ခန်းကြီးပဲပေါ့ကြာဟပြောပေါ့နော်အပြောမှဒီခါချာသူဟယောလို့မတော်မနေဆန်စီတို့အာဒီဒီဘာပေါ့နော်ယောစခန်းကြီးလေးကဒီ ဟာနဲ့ပါလိုက်ခါကျတော့သူရဲ့နောက်ဟာကိုပပယ်လေးထည့်လိုက်တော့ဟာပြောဖြစ်သွားတယ်ဘို့ဟာဝေးဟာပြောဆိုရင်ဒါအာဗါလေပွဲလေးပါဆိုရင်ဗါလေမိခုံဟောကြားခြင်းအမေကိုခေါ်ကြခြင်းလို့ဆိုတဲ့ဘယ်လိုပြောမလဲ announce လုပ်ခြင်းပေါ့နော်မြန်မာလိုဆိုရင် announce လုပ်ခြင်းအာအားလုံးရဲ့အရှိမဘာလဲစာစစာကုန်းကိုဘာလဲပြောကြားခြင်းဆိုတဲ့အိပ်ပညာစင်စီလို့မှတ်နေလို့ရတယ်နောက်တစ်ခုစင်စီကိုကြည့်မယ်ဒီခန်းကြီးကအများဆန်လို့အရှိလေကမှတ်ထားတဲ့ရှီအားလိုက်မှာစတစ်ခုခုကိုအာ ေးချေတယ်တခုခုကိုထောက်ပံ့တယ်စုံတယောက်ကိုထောက်ပံ့တယ်စုံတယောက်ကိုဗာလဲ support ပေးတယ်ဆိုတော့ခန်းကြီးရဲ့အတိတ်ပဲဖြစ်ပြီးတော့ဒီခန်းကြီးရှိကြီးရကြတော့ကိုယ်မှာရှိတဲ့အရာကိုထိမ့်သိမ့်တယ်လို့ဆန်ဆိုပါလာပြန်ရတယ်ပေါ့ပြောမှဆိုရှိကြီးကထိမ့်သိမ့်ချင်လို့ဗာလဲဆန်ဆီလို့နားလည်ထားလို့ရတယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲဟိုအင်းဘယ်လိုပြောမလဲဆိုဆန်ဆီကမြန်မာလို့ဆိုရင်အဲ့ဒီခန်းကြီးလေးကိုဆန်ဆီကဘယ်လိုတောင်းလာလဲဆိုတော့အဲ့တော့အကွာထောက်ခံခြင်းပေါ့နော် ထိမ့်သိမ့်ချင်းစွာထက်ကိုဘာလဲထိမ့်သိမ့်ထားတဲ့ဆိုတဲ့ကတော့ဒီလူဟာနေကိုကဒီနေ့မပြတ်မပြတ်အောင်ထိမ့်သိမ့်နေเนาะခေါ်ကြဘာကိုတုံးလိုက်ရလဲဆိုတော့ဟိုတခုခုကိုပေါ့နော်ထောက်ပံ့တယ်ဆိုတဲ့အနေထားဒီမှာလည်းဆက်စစ်တုံးလိုက်ရနောင်ဆိုရင်တော့အထောက်ပံ့အနေနဲ့တုံးရတယ်ရှိကြီးပေါ့နော်ရှိကြီးစူးလူဆိုရင်တော့အထောက်ပံ့ပြုတ်လောက်ချင်းပေါ့နော်ထောက်ပံ့ပြုတ်လောက်ဖို့အတွက်ထိနေတာချင်းပြောမှဆိုတော့ရှင်းရှင်းလေးလေးမြင်မှလို့အမှတ်မှဆိုတော့အထောက်ပံ့ပြုတ်လောက်ချင်းလို့ရှိရင်နောက်ထပ်တစ်ခုအသေးပေးရကျွန်တော် ထောက်ပံ့ပြုလို့ဆိုရင်ထောက်ခံလို့ပေါ့နော်ဒါကြောင့်ထောက်ခံခြင်း lesson ဆီလို့နားလည်ထားလို့ရတယ်။နောက်ဆက်ပါလို့ဒီမှာစကားကြီးကိုပြောလို့ရှိရင်အများကြီးအသေးပဲတွေပြောသွားပြီးတော့ဖောင်းပွားနေရတယ်ဆိုတော့ဒီဂျပန်ကြီးကတော်တော်များဒီစာမှာပဲတုံးစာမှာပဲတည်ရတဲ့အသေးပဲတစ်ခုတည်းမဟုတ်ပဲနဲ့ကိုအပြင်နဲ့တွေ့ပွားဒီမှာလည်းကိုဒီနားလည်ထားတဲ့စကားလုံးမတူညီတဲ့အသေးပဲနဲ့တုံးကြရဖြစ်တဲ့ကြောင့်အမြင်တမ်းပေါ်တော့တမန်တလောက်ပေါ်တော့ဟိုကျေဝမ်းမြန်မာစကားတွေကိုပြောထားတာပေါ့။ဒါကြောင့်ဆန်စီရဲ့တန်ကို PDF file လေးဆိုမြန်မာစကားတွေအများကြီးအရှိနေရှင်းပြထားရေးပါရှိတယ်ပေါ့နော်။ ဒီပုံစံအနေနဲ့နားလဲစေချင်လို့ပေါ့နော်ဟိုက်နောက်တစ်ခုတက်ကြည့်မယ်ဆိုရင် she high အဲ့ she high ကျွန်တော်မင်းနဲ့ဆက်လို့ဒီ high ဆိုတဲ့ခန်းကြီးလေးကိုစစလို့မြင်ဘူးချမယ်လို့ထင်ပါတယ်ဟိုသူကကြတော့ဟိုပြောမဆုံးတော့ဟိုဟိုဘလို့ဘလို့ပြောမလဲစစလို့တော့ထိထိန်ချုံဒီပေါ့နော်ပြောမဆုံး high ဆိုတာကြတော့ဖြန့်ဝေတယ်ရှိဆိုတာကြထောက်ပံ့တယ်ပေါ့နော်အလုံးအတွက်ဒီ ထောက်ပံ့ပေးတယ်ထောက်ပံ့ပေးနိုင်ဖို့ဆိုရင်ထိန်းချုပ်မှရအောင်စပွန်ဆာဆန်စစ်တာကိုရှီဟိုင်ဆိုတာကျတော့ထိန်းချုပ်ခြင်းပေါ့နော်အဲ့ဒါကိုမှသူဆန်စစ်ရှီဟိုင်ခြင်းပေါ့နော်အရှိမအနောက်မှာရှီဟိုင်ခြင်းတရားရှင်ဒါဆိုရင်ဒါလူတွေကလုံးကိုထိန်းချုပ်နေတဲ့ဒါမန်နေဂျာလို့ပါလို့လည်းဆန်စစ်ကရှီဟိုင်ခြင်းဆိုလို့သူတုံးကြဲခိုင်လည်းရှိတယ်ပေါ့နော်ဘယ်လိုမျိုးဆိုတော့ဒီခန်းကြီးနဲ့ပတ်သက်ပြီးတော့အမီနာဆန်လို့နားလည်မလို့ထင်ပါတယ်ရှီဟိုင်ခြင်းဆိုရင်မန်နေဂျာပြီးလို့ရှိရင်ဟိုအဖက်ခန်းကြီးကိုနေတယ်ပေါ့နော်ဒါတော့ပုံမှန်အနေနဲ့ဆန်စစ်ကတော့ဘာလဲဘလို့ ဘလိုတောင်းလဲဆိုတော့ရှီဟာရီရှာပါနော်ဒါမွန်နိုဆိုတဲ့ခန်းကြီးလေးသူ့ပေါင်းလာရှင်းတာပေဒံလိုမျိုးပေါ့အတိုင်းတာချင်းလိုတောင်းပြူတရားရယ်ဆန်စီလို့အဲနောက်ခေါ်ကြရှီဟာရာကြီးပေါ့နော်ဘီချေချင်းဒါဆိုမင်းဆက်လို့ကြဘူးနေကြပါနောက်ခေါ်ကြခေါကခေါကဆိုတဲ့ခန်းကြီးလေးကနောက်ခုခုပေါ့နော်ဒီခွစ်လွတ်ပေးတယ်လို့ရှိရင်လက်ခံရယူပြန်နေတခုခုကိုကခွစ်လွတ်ပြီတဲ့အာနေအာနေဘယ်လိုပြောမလဲอืมချောကရဲ့တိတ်ပေကဟိုဘာလဲ ခွင့်ပြုချက်တောင်းခြင်းခွင့်ပြုချက်ယူခြင်းလို့ဆက်စပ်ရပါတာပြန်လို့ရရပေါ့နော်အဲ့လိုပါတာပြန်လို့ရပြီးတော့ဒီခါကြောက်အမြင်ဆန်လို့ဟောပါလေဟိုခါနိုးတို့ပါလို့မှာခါနိုးဒက်စကဖြစ်နိုင်ရလားဆိုတဲ့ခါနိုးရဲ့အခန်းကြီးလေးခါခန်းကြီးလေးအရှိအခန်းကြီးလေးအကြတော့ပြောသေးပြောပြီးတော့ဘာကိုယူရလဲနွားကိုယူရဆိုတော့ဒါခွင့်ပြုချက်တောင်းတာပဲပေါ့နော်ခုကကျတော့အဲတို့ဖြော်ရော့ဖြော်ရော့ကျတော့ဆန်စစ်လို့ဘယ်လိုမှတ်လို့ရလဲဆိုတော့ဒီတစ်ခုခုပေါ့နော်ဟို ဘယ်လိုပြောတခုခုကိုကိုကဗာလေဒီပမာဏပမာဏဆိုတာကျွန်တော်စမ်းစစ်တော့ဒီသူ့ရဲ့ဘလူးဘလူးရှင်းပြန်ကောင်းလဲဆိုခေါ်ရောလီယိုယိုရဲ့မိနစနိုစကစကလုံးကိုရှားဘူးကြမလို့ထင်တယ်ပေါ့နော်လီယိုယိုတို့ပါလို့ဒီမှာလေတုံးတဲ့ခန်းကြီးလေးပေါ့နော်အဲ့ဒီခန်းကြီးလေးကိုစမ်းစစ်တော့ကခေါ်ရောဆိုပြီးတော့အသုံးပြုတယ်ပေါ့နော်အင်း ဟဲ့အဲတူဒီနိုင်ရောပြောတော့အကြောင်းအရာတွေပေါ့နော်အကြောင်းအရာတစ်ခုခုမှာအကြောင်းအရာတွေပါလေကိုဗာလေခွင့်ပြုပေးတယ်ဗာနားလေပြရဆိုတဲ့ပတ်တန်နဲ့စန်စီတို့ဗာလေမှတ်လို့ရတယ်ပေါ့နော်ခေော်ရောဆိုတဲ့ခန်းကြီးဒီဟဲ့အဲ့နောက်ခုတော့တတိမစန်စီတို့ဟာကိုကျတော့အဲတူ OM OM ဆိုတဲ့ခန်းကြီးလေးကကြာတော့သူကဒီတစ်ခုခုကိုထောက်ပံ့တယ်ဟိုဗာလေအားပေးရဆိုတဲ့ ဖြစ်ရတဲ့ကြောင့်ဒီဆန်စစ်လို့ဒီအမိုးအောက်မှာနှလုံးသားလေးရရှိရဆိုနှလုံးသားလေးကအမိုးအောက်မှာရှိလို့ရှိရင်နှွေးထွေးတယ်နှွေးထွေးတော့ဒါပေးချင်းစိတ်ရှိတယ်ပေါ့နော်ဆိုတဲ့နေရာမှာဆန်စစ်လို့မှတ်လို့ရတယ်နောက်တစ်ခါကျတော့ and ဆိုတဲ့ခန်းကြီးတွေကကျတော့ဒီအားပေးရဆိုတဲ့ကြောင့်ဆန်စစ်ပါနဲ့အားပေးမှလည်းလက်ခုပ်တီးပြီးတော့လည်းအားပေးမယ်လို့ရှိရင်ရင်းနှီးရဆိုတဲ့တူမူတာချီဆိုတဲ့ဆန်စစ်တနေချင်းဆိုတဲ့ခန်းကြီးလေးကလည်းပါလာတယ်ပေါ့နော်အဲ့မျိုးဆိုနွေးထွေးတယ်ရင်းနှီးတဲ့လူတွေကိုအားပေးတယ်အိုအမ်ပေါ့နော် သူ့ရဲ့ market ကိုအကြောင်းစစ်ပုံလို့ပြောလို့ရတယ်ဆိုဥယောဆိုတဲ့အိပ်ပဲရပြီးတော့ဥယောအကြောင်းဆိုဆန်စီတို့ဒီတော်များပေါ့နော်မင်းနဲ့ဆန်တို့ဟိုဟိုဘာလဲရှောက်လှပြီးပါလီမှာတောင်းလို့ရှိရင်အတုံးပြကြရပေါ့နော်ပြောမှုဆိုရင်တော့အလုရှောက်တဲ့ခါဒီမှာအတုံးပြတဲ့ဥယောကိုရှောက်လှတော့အတုံးပြတယ်ပေါ့နော်အဆက်စီပေါ့နော်နောက်တစ်ခုကတော့ရှင်းပြရင်ကြုံရတဲ့ခုရှိတယ်ပေါ့နော် အဲတော့ဘာလဲဆိုတော့ခဏကဆက်ရှိပြောတာခေါ်ရောပေါ့နော်ခေါ်ရောကကျတော့ဒီဘာလဲတခုခုကိုလက်ခံပေးခြင်းနားလည်ပေးခြင်းဆက်စစ်ထားဆိုမဲ့မထပ်တလုံးသိပေးနေခုနေနေဘာလို့လဲဆက်စစ်ထမှတ်လို့ရလဲဆိုတော့အဲတော့နားလည်ဟိုနားလည်ပေးခြင်းဆိုတော့နားလည်ပေးခြင်းလို့ဗာဒေးဗစ်စင်တူလည်းစာနာထောက်ထားခြင်းလို့လည်းဆက်စစ်ပါတာပြန်လို့ရတယ်ပေါ့နော်ဒါဟိုတတိယပါပဲတတိယ အခုတော့ချိန်မယ်ပေါ့ချက်တော့ဆန်စီတို့ဒါစီးပွားရေးနဲ့ဆိုင်တဲ့စက္ကလောပေါ့နော်ဒီခန်းကြီးလေးကဆန်စီတို့ဘယ်လိုများမှာအသုံးပြုလဲဆိုတော့စီးပွားရေးတို့အသွေးကြုံတို့ဒီမှာအသုံးပြုတယ်ပေါ့နော်မြန်မာစံတော့ကြုံမှုကြခေးခန်းလေခေးခန်းဆိုတော့အသွေးကြုံဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့သူ့ကိုအာပြန်ဒီ size ဆိုတဲ့ခန်းကြီးလေးပါလို့ရှိရင် case size စီးပွားရေးလို့လည်းဆန်စီတို့တတ်မှတ်လို့ရတယ်ပေါ့နော်စီးပွားရေးဆိုတဲ့အသေးလေးပေါ့နော်စီးပွားရေးလောက်ရဆိုတာဆန်စီတို့ဒီခန်းကြီးတွေကမြန်မာစံတော့အရှိမတင်ခဲ့ရတဲ့အချီဆိုတဲ့ခန်းကြီးလေးနဲ့ မတာပီမြေကြီးပေါ့နော်စီပွားရေးလုပ်တယ်ဆိုတာကြတော့မြေကြီးကအချီဂျိုးနဲ့တိုင်းတလူမျိုးတေချာလေးလောက်ရတယ်ဆိုလဲတေချာလေးပြီးဆုံးအောင်လောက်ရတယ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီခန်းကြီးလေးကျတော့ခုခုကိုပြီးဆုံးအောင်လောက်တဲ့အဆုံးတက်တယ်ဆိုတော့ဆန်စီကိုနားလေထားလို့ရတယ်ဒါကြောင့် case size စီပွားရေးဆိုတာတေချာတည်တဲ့အဆုံးတက်လောက်ရတယ်ဆိုတဲ့ concept ဆန်စီကိုမှတ်လို့ရတယ်ခဏဆက်ရှိပြလို့ပဲဒီခန်းကြီးလေးက KE ခန်းဆိုတဲ့အတွေ့ကြုံခန်းကြီးဟောက်ခုပေါ့နော်အဲဟန်ခေါ်ကြ he your ဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့သူကကျတော့ အာဘလို့ညသူ့အသေးပြားကျွန်တော်ကုန်ချစိစားတောင်းစားတောင်းကုန်လေးအခွန်လေးကုန်ချလာနေပတ်သက်ပြီးတော့တုံးတဲ့နေရာမှာတုံးအာတုံးကျတဲ့အခန်းကြီးလေးဖြစ်ပြီးတော့ he yours ဆိုတာကကိုတုံးလိုက်တဲ့ကုန်ချစိ yours ဆိုတာအတုံးကျတယ်ပေါ့နော်အတုံးကျတဲ့ကိုတုံးလိုက်တဲ့ကုန်ချစိဒီမှာတုံးတဲ့ he show he show he ဆိုတာဒါမီနာဆန်တို့ဟိုဗာလေဂျပန်မှာအခွန်လေးပါနေပေါ့နော်အဲတုံးရှင် show he ဗာလေမီနာဆန်တို့ဟို ပြောရမှာလား show he say လို့ပါပဲလေတုံးကြရမှာလားပြောမစင်ဒါမြန်မာလို့ဆိုရင်တော့စာတုံးစာတုံးချင်းလို့ဆန်စီပါတာပြန်လို့ရပြီးတော့သူရဲ့ရှေ့မှာဆန်စီလို့ဈေးဆိုပြီးထည့်လာစင် show he say ဆိုရင်ဒါစာတုံးခုံပေါ့နော်စာတုံးခုံ show he say ဆိုပြီးဆန်စီလို့ထည့်လို့ရတယ်ဒါကြောင့်စာတုံးတယ်နော်ဒီအရှိအခန့်ကြီးရကြတယ်ခုခုကိုခြေဖြတ်တယ်စာတုံးလို့ခြေဖြတ်တဲ့အနေနဲ့ဆန်စီလို့ စာတုံးကိုမပီးချရဆက်ဖတ်တယ်နဲ့ရှော်ရီဆက်ဆက်မှတ်လို့ရပါတယ်။ပြန်ဆိုဒီနေ့ဒီခန်းကြီးအစိပ်ပိုင်းလေးကမင်းဆန်တို့ဗာတိရလူလည်းရှိမယ်မတိရလူလည်းရှိမှာပေါ့နော်မတိရလူတခုခုအကျိုးရှိသွားမယ်လို့ဆန်ဆန်ကညွှန်လင့်တယ်။စေးပေါ့နော်စာမီးပွဲထီတော့အကုန်လုံးဟိုဗာလေးမြပြီးလုပ်ပြီးနေရဖြစ်အတွက်ကြောင့်နေ့ကြားထဲမှာအချိန်ဟနေရလည်းရှိမှာပေါ့နော်တင်းတင်းလေးလည်းရှိရခါကြတော့အာတကယ်လို့နည်းနည်းနောက်ကျလို့ရှိရင်လည်းနားလည်းပြီးလို့ပြောချင်ပါတယ်။ကဲဆိုရင်ဆန်ဆန်နောက်ဗီဒီယိုမှာဆက်ပြီးတို့ကြရအောင်ပြ။